ဆရာတော်ကိုစွန့်ကပ်ဖို့အိမ်ကကြက်ကိုတတ်ပြီးစွန့်ကပ်ရင်အပြစ်ကြပါသလားဖရာတဲ့အပြစ်ကြတာပေါ့နော်ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာအကုသိုလ်မရောပါနဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာအကုသိုလ်ရောမိပြီဆိုရင် အကျိုးပေးမစင်ကြယ်တော့ပါဘူးမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကပုတိကထတိတ်တအမိရှိတဲ့ယဟန္တာမထေကြီးတစ်ပါးရှိပါတယ် အဲ့ဒီမထေကြီးဟာယဟန္တာကြီးဖြစ်ပါရဲ့နဲ့အနာတွေပေါက်ပြီးပြင်းထန်တဲ့ဝေဒနာနဲ့ပြိဋိဘံဝင်ဆံသွားရပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာနှမှုစုကြီးဖြစ်ခဲ့တဲ့တုန်းကနှက်တွေကိုဖန်တဲ့အခါမှာမိထားတဲ့နှက်တွေကိုကြိုတက်ထားမယ်ဆိုရင်ပုပ်ကုံမှာဆိုတဲ့အတွက်ကြောင့်နှက်တွေရဲ့အတောင်တွေခြေထောက်တွေကိုချိုးထားပါတယ်။ဒီနေ့မှာရှင်ပိစေကဗုဒ္ဓဆွမ်းလာရက်တာကိုမြင်တဲ့အခါမှာနှစ်သားဟင်းနဲ့ဆွမ်းကပ်ပြီးတော့ အရှင်ဘုရားတို့သိအပ်သောတရားကိုသိရပါလိုဤလို့ဆုတောင်းခဲ့ပါတယ်။အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ယဟန္တာအဖြစ်ကိုရရှိတော်လဲပဲ။ငှက်တွေကိုအတောင်တွေချိုး၆လောက်တွေချိုးခဲ့တဲ့အကုသိုလ်ကံကြောင့်အနာတွေပောက်ပြီးပြင်းထန်တဲ့ဝေဒနာနဲ့ပြိဋိဘံဝင်ဆံသွားရပါတယ်။ဒါဟာကုသိုလ်တွေကိုအကုသိုလ်ယောမိလို့ပဲဖြစ်ပါတယ်။ဒါကြောင့်ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာလွတ်လွတ်ကျွတ်ကျွတ်ပြုပါအကုသိုလ်မယောမိပါစေနဲ့နော်။ အရှင်ဖရာတတ်တော်ထင်ရှားရှိတဲ့ဖရာရှင်ကိုကတ်လူရတဲ့စွန်တနတ်နဲ့ဖရာစင်မှာရှိတဲ့ဖရာစင်တုကိုကတ်လူရတဲ့စွန်တနတ်ဟာကုသိုလ်ထတ်တူညီရနိုင်ပါရဲ့လားတဲ့ဝိမာနဝိတုပါဠိတော်မှာတိဋ္ဌံတိနိဗ္ဗူတိစာပိတမေစိတ်တိတမံဖလံစေတောပဏိတိဟေတုဟိတတ္တာကိစ္ဆန္တိတုတ်ကတိန်လို့ဆိုထားပါတယ်အဘိဓိပေကတော့တတ်တော်ထင်ရှားဖရာရှင်ကိုဖြစ်စေ ပရိနိဗ္ဗာန်ဝင်ဆံသွားပြီဖြစ်တဲ့ဘုရားရှင်ကိုဖြစ်စေတူမြတဲ့သရတရားဖြစ်မယ်ဆိုရင်တတ်တော်ထင်ရှားဘုရားရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုခြင်းဖြစ်ပါတယ်မိမိကမိမိအိမ်မှာပူဇော်ထားတဲ့စင်တုတော်ကိုတတ်တော်ထင်ရှားဘုရားရှင်တကယ်သို့သဘောထားပြီးဖန်ကပ်မယ်ဆိုရင်တတ်တော်ထင်ရှားဖရာရှင်ကိုဖောက်ကတ်လူရတဲ့အကျိုးနဲ့အတူတူပဲဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်နော်အရှင်ဖရာတန်ခါယတနာတင်တယ်ဆိုတာ ဘာလို့ပါလဲဖရာတဲ့သံဃာယတနာမဟုတ်ဘူးနော်သင်္ဃာယနာလို့ခေါ်ပါတယ်သင်္ဃာယနာရဲ့မူရင်းပါဠိသည်သင်္ကိတိဖြစ်ကြောင်းဝိနည်းပိဋကတ်သုလဝါပါဠိတော်မှာပြဆိုထားပါတယ်သင်္ဃာယနာကိုပုတ်ခွဲတဲ့အခါမှာသင်္ကမ္မကတပုတ်ယနာကတပုတ်ဆိုပြီးနှစ်ပုတ်ထွက်ပါတယ်အတိဘယ်ကတော့သင်္ကမ္မပေါင်းစု၍ ယနာရွတ်ဆိုခြင်းလို့အတိပ္ပယ်ရပါတယ်။တန်ခါတော်တွေစုပေါင်းပြီးဖျားရှင်ရဲ့တရားတော်တွေကိုရွတ်အံတရေဆဲခြင်းအမှားပြုပြင်ခြင်းအတိပြုခြင်းစတာတွေကိုပဲသင်္ခါယနာတင်တယ်လို့ခေါ်ဆိုပါတယ်။နော်။နားလည်ပါစေ။အရှင်ဖျားမေလျှောက်ခွင့်ပြုပါဖျား။အမျိုးသမီးလေးတစ်ယောက်ကသူ့ဆန်ရွယ်ရှိကိုတန်ခါတော်တွေအတွက်ခြေတုပ်လုပ်ပေးတာကုသိုလ်ရလားဖျား။ ငုံမြတ်တဲ့အလှလာဖြေးချပေးပါဖရာတဲ့ကုသိုလ်အလုပ်ကိုလုပ်တဲ့နေရာမှာပညာနဲ့တရားညီညာဖို့လိုပါတယ်ပညာမပါဘဲလုပ်တဲ့အလုပ်ဟာကုသိုလ်ရဖို့ထက် အကုသိုလ်ဖြစ်ဖို့ကပိုများပါတယ်ငုံမြတ်မှုလည်းမရှိပါဘူးနော်ယဟန်တွေဟာအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကိုဘယ်နေရာကိုမှထိလို့မရပါဘူးတာယာတဲ့စိတ်နဲ့ထိမိမယ်ဆိုရင် ထိမိတဲ့ယဟန်ဟာတံဃာဒိဋ္ဌိအဘက်တင်ပါတယ် ตายရတဲ့စိတ်နဲ့မဟုတ်ပဲယူယူသားသားထိမယ်ဆိုရင်လည်းပဲဒုက္ခအဘက်တင့်ပါသေးတယ်ဘယ်လိုအကြောင်းကြောင်းနဲ့ပဲဖြစ်ဖြစ်ယဟန်တွေဟာအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကိုဘယ်နေရာကိုမှထိလို့မရပါဘူးအဲ့ဒီလိုထိလို့မရတဲ့အတွက်ကြောင့်မိမိကကုသိုလ်စိတ်နဲ့လှုပ်လိုက်တာမှန်တော်လဲပဲယဟန်တွေမှာအဘက်တင့်သွားပါတယ်ဒါကြောင့်ဒီလှုပ်ရက်ဟာကုသိုလ်ရဖို့ဆိုတာထက်အကုသိုလ်ဖြစ်ဖို့ကလည်းပုံများတယ်လို့ဝန်မြတ်မှုလည်းမရှိဘူးဆိုတာကို သိထားဖို့လိုပါတယ်နော်အရှင်ဖရာတပည့်တော်လူသုံးဦးဤအသက်အားကဲခဲ့ဘူးသလိုတတဝါလေးတွေရဲ့အသက်ကိုလည်းအချိန်ပေါင်းမကကဲခဲ့ဘူးပါတယ်အဲ့လိုကဲတဲ့အကျိုးဘလောက်ကြီးလဲသိကျင်ပါတယ်ဖရာအရှင်ဖရာဖြည့်ချပေးတော်မူပါအရှင်ဖရာစိတ်ကြမ်းမာပါစေကိုကြမ်းမာပါစေတဲ့အောင်ချင်းရှစ်ပါးထဲမှာဗကဗျမကြီးဆိုတာကိုကြားဘူးကြပါလိမ့်မယ်အဲ့ဒီဗကဗျမကြီးဟာအသက်အရန်ရှည်လုံးတဲ့အတွက်ကြောင့် သူ့ရဲ့မြမဆဖြစ်တဲ့ဘဝကိုတောင်မှမှမမိတော့ပါဘူး။သူဟာဘာကြောင့်အဲ့ဒီလောက်ထိအသက်ရှင်တဲ့မြမကြီးဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာတုန်းကသူဟာတကူကြီးတဲ့ရသေးကြီးတူဖြစ်ခဲ့ဘူးပါတယ်။တနေ့မှာငကားတကောင်ကလူပေါင်းမြောင်များစွာကိုတက်ဖြတ်ဖို့လုပ်နေတဲ့အချိန်မှာအဲ့ဒီတကူကြီးတဲ့ရသေးကြီးဟာဂလုံးရောင်ဖန်ဆင်းပြီးတော့ငကားကို၆လမ်း၍လူပေါင်းမြောင်များစွာဤအသက်ကိုကဲခဲ့ဘူးပါတယ်။အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ယခုလိုအသက်အလွန်အလွန်ရှိတဲ့မြမကြီးဖြစ်ရတာပါ။ ဒါကိုမြတ်စွာဘုရားက ပြန်လည်ပြီးဟောကြားပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်လူတွေရဲ့အသက်ကိုတတ္တဝါတွေရဲ့အသက်ကိုတည်တင်ပေးခြင်းဟာဖြစ်လျာဘုရားမှာအသက်ရှိတဲ့အကျိုးကိုရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။မိခွန်းမိခွင့်ပြုပါဘုရား။ဘုရားမဟုတ်တဲ့အရာကိုဘုရားအမှတ်နဲ့ကိုးကွယ်မိရင်တရဏဂုံပြတ်တယ်ဆိုတော့အရိမတိယနတ်သားကိုဘုရားငါးစုဆိုပြီးအမှတ်ထားမိရင်ကောတရဏဂုံပြတ်ပါသလားဘုရားတဲ့။ ဖះမဟုတ်တဲ့အရာကိုဖះအမှတ်ထားလို့မရပါဘူးเนาะထေရဝါဒဗုဒ္ဓဘာသာဆိုတာဖះအလောင်းကိုးကွယ်တဲ့ဘာသာမဟုတ်ပါဘူးဖះကိုပဲကိုးကွယ်တဲ့ဘာသာဖြစ်ပါတယ်မဟာယာနတွေကသာဖះအလောင်းကိုကိုးကွယ်တာပါဖះအလောင်းဒီကိုးကွယ်ထိုက်တဲ့အရာမဟုတ်ပါဘူးကိုးကွယ်ထိုက်တဲ့အရာမဟုတ်တာကိုဖះအမှတ်ထားပြီးကိုးကွယ်မယ်ဆိုရင်တရဏဂုံပြတ်တတ်ပါတယ်ဘာကြောင့်ဖះအလောင်းကိုမကိုးကွယ်ထိုက်တာလဲဆိုရင် ပုထုဇဉ်ဖြစ်နေသေးလို့ပါပုထုဇဉ်ဆိုတာပုထုဇဏဆိုတဲ့ပုဂ္ဂလာတာဖြစ်ပါတယ်ပုထုကိလေသာအများအပြားကိုဇဏဖြစ်စေသူလို့အထိပယ်ရပါတယ်ဖရာအလောင်းဟာဖရာဖြစ်မိပုဂ္ဂိုလ်ဆိုတာမှန်ပေမဲ့ကိလေသာမကင်းသေးတဲ့ပုထုဇဉ်ပဲဖြစ်ပါတယ်ပုထုဇဉ်ဖြစ်တဲ့အတွက်ကြောင့်ပါရမီဖြစ်စဉ်ကာလမှာအမားတွေလောက်တာဖြစ်ပါတယ်အဲ့ဒီအမားတွေကိုဖရာဘောအရောက်မှပြန်လည်ပြီးတော့ပေးဆက်ရတာပါ။ဒါကြောင့်ဖရာအလောင်းသည်ဖရာမဟုတ်သေးတဲ့အတွက်ကြောင့် ဖျားအမှတ်ထားပြီးကိုးကွယ်ထိုက်တဲ့အရာမဟုတ်ပါဘူးเนาะထို့အတူပဲအရိမတိယဖျားလောင်းနတ်သားဟာဖျားဖြစ်မိပုံကိုဆိုတာမှတ်ပေမဲ့ဖျားမဖြစ်သေးတာကြောင့်ဖျားအမှတ်ထားလို့မရပါဘူးဖျားအမှတ်နဲ့လည်းကိုးကွယ်လို့မရပါဘူးเนาะအရှင်ဖျားမေးခွင့်ပြုပါဖျားအခုလိုင်းပေါ်မှာပြောနေကြတဲ့မြင်းကလေးဘေးဖြစ်တာကိုငကားကြီးကြောင့်လို့ပြောနေကြတာဟုတ်ပါသလားဖျားဖြေပေးစင်လို့ပါတယ်ဖျားတဲ့ဗုဒ္ဓဘာသာဆိုတာလေ ပညာကိုအဓိကထားတဲ့ပညာအဓိကဘာသာဖြစ်ပါတယ်။အဲဒီလိုပညာကိုအဓိကထားတဲ့ပညာအဓိကဘာသာဖြစ်တာကြောင့်ဗုဒ္ဓဘာသာဝင်များအနေဖြင့်အကြောင်းအရာတစ်ခုပေါ်ပေါက်လာတိုင်းမှာ အစောတလင်လက်မခံပါနဲ့။ပညာဉာဏ်နဲ့ဝေဖန်စစ်စစ်ကြည့်ပါ။ပညာဉာဏ်နဲ့ဝေဖန်စစ်စစ်ကြည့်လို့မှန်တယ်ဆိုမှသာလက်ခံပါ။မှန်မှန်ဘူးဆိုရင်ဘယ်လိုပုံကူမျိုးကပဲပြောပြောလက်မခံပါနဲ့နော်။တုတ်မဟာဝါမဟာပရိနိဗ္ဗာန်တုတ်မှာမြတ်စွာဘုရားက မြင်းကလေးလှုပ်ခြင်းအကြောင်း၈မျိုးပဲရှိတယ်လို့ဟောကြားထားပါတယ်။အဲ့ဒီ၈မျိုးကဘာတွေလဲဆိုရင်၁။မြေအောက်ခံရေပြင်ကိုလေပြင်းတိုက်ခတ်ခြင်းကြောင့်မြင်းကလေးလှုပ်ခြင်း။ဘာဘာဝအလျောက်လှုပ်တာကို ပြောတာပါ။၂။တကူးရှိသောတမနာပြမနာတို့နှင့်နတ်တို့ကတေသောကတိုင်းနှင့်အာဘောကတိုင်းဇန်တင်ညာတို့ကိုပွားများခြင်းကြောင့်မြင်းကလေးလှုပ်ခြင်း။၃။ဖျားအလောင်းပရိသန်တွေယူခြင်းကြောင့်မြင်းကလေးလှုပ်ခြင်း။၄။ဖျားအလောင်းဖွားမြင်ခြင်းကြောင့်မြင်းကလေးလှုပ်ခြင်း။ ငါဖရာအဖြစ်သို့ရောက်တော်မူခြင်းကြောင့်ယင်ကလေးလှုပ်ခြင်း၆ဓမ္မစကြာတရားဥဟောကြားတော်မူခြင်းကြောင့်ယင်ကလေးလှုပ်ခြင်း၇ခုနှစ်အာယုသင်္ခါရအတွတ်တော်မူခြင်းကြောင့်ယင်ကလေးလှုပ်ခြင်း၈ပြိဋိနိဗ္ဗာန်ပြုတော်မူခြင်းကြောင့်ယင်ကလေးလှုပ်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာယင်ကလေးလှုပ်ခြင်းအကြောင်း၈မျိုးပဲဖြစ်ပါတယ်ယင်ကလေးလှုပ်ရခြင်းအကြောင်းဟာဤအကြောင်း၈မျိုးတစ်မျိုးမျိုးကြောင့်လှုပ်တာပါကျန်တဲ့အကြောင်းအကြောင်းကြောင့်မလှုပ်နိုင်ပါဘူးเนาะ အရှင်ဖရာတပည့်တော်ကယဟန်ဝိပီတုတ်တန်တစ်ခုမှာတဘာတဲ့အာသုဘတရားအားထုတ်နေခြင်းမိဘဖြစ်သူမှာအကျွေးတွေများပြီးစိတ်ပူလောင်သောကဖြစ်နေတာတိလိုက်ရတဲ့အချိန်ငါလူထွက်ပြီးအမိအကျွေးတွေဆက်ပြီးမယ်ပူလောင်သောကကိုဖြေလျှော့ပေးမယ်လို့ဆုံးဖြတ်ပြီးထိုင်းမှာအလုလုနေပါပြီဖရာထိုင်းဘက်6000ကျော်ပေးဆက်ပေးပါပြီနောက်ဘတ်တသိန်းလောက်ဆိုရင်အကုန်ပြေးပါပြီတပည့်တော်ယဟန်ပြန်ဝင်နိုင်မယ့်အချိန်ကိုရောက်ပါတော့မယ်တပည့်တော်လူထွက်ပြီးအမိအကျွေးတွေဆက်ပေးနေတာ ဘယ်လိုကုသိုလ်အကျိုးရှိလဲဖြည့်ပေးပါလားဖရာအလှအတန်းတွေလှုပ်ချင်တာမလှုပ်နိုင်ပဲမိဘအတွက်ရသမျှအကျွေးပေးဆက်နေရတော့မလှရလို့ဝမ်းနဲ့နေလို့ပါဖရာတဲ့မိဘတွေသားသမီးတို့အပေါ်မှာထားတဲ့မျှော်လင့်ချက်၅မျိုးဆိုတာရှိပါတယ်အဲ့ဒီမျှော်လင့်ချက်၅မျိုးကဘာတွေလဲဆိုရင်၁ဘာတို့ကိုပြန်ပြီးတော့ပြုစုလှုပ်ကြွေးကြပေးလိမ့်မည်ဟုမျှော်လင့်ခြင်း၂ဘာတို့ဤကိစ္စတွေကိုလည်းဆောင်ရွက်ပေးလိမ့်မည်ဟုမျှော်လင့်ခြင်း၃ ငါတို့ဤဆွေစဉ်မျိုးဆက်တွေလည်းကြာမြင့်စွာတည်လိမ့်မည်ဟုမျှော်လင့်ခြင်း၄။ငါတို့ဤအမွေကိုလည်းခံယူကြပေလိမ့်မည်ဟုမျှော်လင့်ခြင်း၅။ငါတို့ကွယ်လွန်သွားတဲ့အခါမှာကုသိုလ်ကောင်းမှုပြုလုပ်ပြီးငါတို့ကိုအမြတ်တမ်းပေးဝေကြပေလိမ့်မည်ဟုမျှော်လင့်ခြင်းတို့ပဲဖြစ်ပါတယ်။ဤမျှော်လင့်ချက်၅မျိုးထဲမှာငါတို့ဤကိစ္စတွေကိုလည်းဆောင်ရွက်ပေးလိမ့်မည်ဟုမျှော်လင့်ခြင်းဆိုတဲ့အချက်ပါပါတယ်။အခုလိုမျိုးမိဘရဲ့အကျွေးကိုဆက်ပေးတာဟာဤမျှော်လင့်ချက်ကိုဖြည့်ဆည်းပေးရရောက်တဲ့အတွက် မိဘကျေးဇူးကိုဆက်တာဖြစ်ပါတယ်မိဘကျေးဇူးကိုဆက်တဲ့သားသမီးတွေဟာလက်ရှိပြစ်ဆုံးပံမှာလည်းပဲသူတော်ကောင်းတွေရဲ့ချီးမွမ်းခြင်းကိုခံရပြီးတေလွန်တဲ့အခါမှာလည်းပဲနှက်ရွာသူကတိတို့လာရောက်ရတယ်လို့တန်ယုတ်တနိကေသာဂါထာဝကတန်ယုတ်ပါဠိတော်ဥပါတကဝတ်မာတုပောတကတုံးမှာမြတ်စွာဘုရားဟောကြားထားပါတယ်ဒါဟာမိဘကြီးကျေးဇူးကိုဆက်တဲ့အကျိုးပဲဖြစ်ပါတယ်နော်